ကျမရဲ့လူချင်းမင်းလေးများအားလုံးမင်္ဂလာပါရှင်။အကယ်၍သာဇက်သိမ့်ပိုင်။လေရင်စိုက်တင်နေကွင်းထဲရနေလွယ်အိတ်ကလေးလွယ်ပြီးတယောက်တည်းဆင်းခဲ့သည်။တစ်ချိန်လုံးငြိမ့်နေသောရင်ကအခုမှပြန်ခုန်လာသည်။ခိုးမဲ့လူမရှိပေမဲ့ကိုကိုကိုခိုးရလိုက်လာသူလို့ခံစားရသည်။လေရင်ခွင်းကနေအဝေးမှတောင်းနှံတွေကို လွမ်းဆွတန်တာပွဲမြင်ရသည်။ ပစ္စည်းထုတ်เสียရှိတာထုတ်ပြီးတော့အပြင်ဘက်မှတိုက်စီတစည်းကိုငှားပြီးခင်းနှောင်းရေးပေးလိုက်သည့်လိပ်စာကိုပြရသည် တိုက်စီဆရာက တခြားခရီးတဲ့နှစ်ယောက်ကိုပါတင်သည် သူတို့ကနီးသည်ဟုဆိုသည်လမ်းတစ်လျှောက်မှာ cherry ပင်များကနေရာအနှံ့ပွင့်နေသည် cherry ကိုမြင်ရင်မမရီကိုပုတ်လွှမ်းမိတာပဲနောက်ကခရီးတဲ့နှစ်ယောက်နဲ့ကားဆရာက ရှမ်းစကားတွေသာပြောနေသဖြင့်ကျမရောင်ရောင်နာနာလေးသာ နားထောင်နေရသည် ရှမ်းစကားကို ကျမဘာကြောင့်မတင်ထားခဲ့မိပါလဲ။မမကြီးကရှမ်းစကားကျွမ်းနေတော်မူထင်သည်။ခနာကြတော့အနောက်ကခီးတဲ့နှစ်ယောက်ကိုအရင်ပို့မီဆိုပြီးတိုက်စီစရာက ပြောသည်။နာယီကိုကြည့်လိုက်တည်းကညနေ၄နာရီကျော်ပြီ။မမကြီးစေကန်းထိုင်နေတော်မူပေါ့။ထားပါမဟုတ်လေကျမစေကန်းပိတ်မှတွားတွေ့မီဟုစဉ်းစားထားတာ။ရုတ်တရက်ရေကန်ကြီးတကန်ဤကံပလန်ကို ပွားကနေမြင်ရ၏။ ေဘုံမှာတွေ့ခဲ့ရတာဒီကံကြီးဖြစ်မှာပဲကံဘေးမှာအရရတပင်တွေနဲ့ညောင်မုတ်စိတ်တွေတွဲကြနေသည့်ညောင်ပင်ကြီးတပင်ကိုလည်းတွေ့ရသည် အခြားခီးတဲ့နှူကအဲ့ဒီရေကံကြီးအကျော်ကရက်ွက်တစ်ခုမှဆင်းသွားကြသည်ဒီကညီမကမတ်ချယ်ရီကော်ဖီဆိုင်ရှိ ဟုတ်လားအတန်ဝဲဝဲဖြစ်ထိုကိုကြီးရမေးသည့်အခါကျမပြုံးပြီးခေါင်းငိမ်ပြရသည် မာရှိရီဟူသောပြင်သစ်စကလုံးကိုမချယ်ရီဟူထွက်လိုက်သောသူ့အတန်အတွက်ကိုကျမသဘောကျမိသေးသည် မာရှိရီဆိုရာကိုယ့်ရဲ့ချစ်သူအမျိုးသမီးဟူနာမည်ရတာပဲမမာရီစည်းကမ်းရှိမှဆိုင်နာမည်ကတိတ်ကိုနမိတ်ကောင်းလွန်သည်လမ်းကြောင်ပေါင်းများစွာကို သူကကျွမ်းကျင်စွာမောင်းနှင်လာပြီးနောက်ဆိုင်များစွာရှိသည့်လမ်းတလန်းကိုကြောကလမ်းမကြီးဤဘေး၌ကားကိုရက်လိုက်သည်ရောက်ပြီညီမလေး ဒါမတ်ချယ်ရီကော်ဖီဆိုင်ပဲရှေးကားဆိုတော့စိတ်ခန့်လားကျမနှလုံးခုန်တန်ကတဒိတ်ဒိတ်နဲ့မြန်လာပါသည်ဒေါက်တာရီလေးတန်းဆိုသည့်နာမည်ကိုဆိုင်းပုံမှာမြင်လာရခြင်းတွင်နှလုံးသားကလေထဲကပြစ်ချခံလိုက်ရသလိုဤသွား၏စိတ်ခန့်ကလူများပါ၏ luggage အသေးကိုကားပေါ်ကားချကားစိတ်ခန့်နဲ့မဝင်သေးပဲကော်ဖီဆိုင်မှာထိုင်လိုက်သည် luggage တစ်လုံးနဲ့ချက်ချင်းဆိုင်ထဲဝင်လာတော့ကျမကိုလူတွေကထူးဆန်းသလိုကြည်နေကြ၏ coffee ဆိုင်ထဲကမှန်တွေမှတဆင့်စီကန်းကိုကောင်းကောင်းမြင်ရသည်မမရီအီကားဖြူရောင်ကလေးကိုမြင်ရ၏စစ်ကြီးနဲ့စတဲ့ကားလေးတတော်ကိုလွမ်းနေမိပါလားမမရီရဲ့ချက်ချင်းတော့တွေ့လိုက်ခြင်းပင်မဲ့တနည်းလုံးတော့စောင့်ထားပြီးသားပဲ။나ยีပိုင်းကိုတော့ကျမစောင့်နိုင်ပါသည် ကော်ဖီတစ်ခွက်နဲ့ပြင်သစ်ပါမုတ်မီခင်တစ်ပွဲကိုမှားလိုက်၏ကော်ဖီကြိုက်တဲ့မမကြီးကအာရင်ဒီဆိုင်မှာလာထိုင်ဖြစ်မယ်ဆိုပြီးတွေးမိတဲ့အခါနှလုံးသားကပူနွေးလာသည်စေကန်းက9နှစ်မှပိတ်မှဆိုတော့တနားရီခွဲကြောကြောစောင့်ရပေအောင်မီစေကန်းကလူဝင်လူထွက်ကိုတယောက်နှစ်ယောက်လိုက်ရရင်စိတ်ကအတော်တန်ငြိမ်လာသည်အချိန်တနားရီခွဲအတွင်းရှမ်းတခြင်းအချို့နဲ့စိုင်းတီးဆိုင်တခြင်းတွေဖွင့်ထားသည် နာမည်ကြီးအင်္ဂလိပ်တခြင်းတချို့လည်းပါပေမဲ့စိုင်းသိဆိုင်တခြင်းကိုယ်တာကျမမျှော်နေမိသည်ကျမဝင်ဝင်လာခြင်းတော့ကတော့ငဲ့ချစ်ဦးတခြင်းဤတန်စင်အပိုင်းစားတချို့ကိုကြားရပေမဲ့နောက်တစ်ပုတ်အင်္ဂလိပ်တခြင်းဖြစ်သည့်အတွက် ကျမသေချာနာမထောင်ဖြစ်ပါ ပါမုံမိခင်ကိုဓာနဲ့ခရင်ဖြစ်ထိုးဖယ်နေရင်ယင်းဒီသည့်တီလုံးတံကိုချလိုက်ရတော့လွန်စွာမှပျော်ရွှင်သွားရ၏ ောက်တခင့်စီအပြေးပြန်လာမီနေရာတိုင်းမှာတိတ်ချရတဲ့နှွဲ့တင်ချယ်ရီပင်အောင်နောက်တစ်ခေါက်စရီတခြင်းတွေကိုကြားရ၏ဆိုင်ရှင်ကဂျမအတွက်အင်မတန်မှကိုက်ညီတော်တခြင်းတွေကိုကြီးရွေးဖွင့်ပေးနေသလိုရှိသည်ဖွင့်တဲ့သူကစိတ်ကူးကောင်းလိုက်တာနော်တောင်ပေါ်မြို့လေးမှာကော်ဖီဆိုင်လက်လာလေးကိုတေချာဖွင့်ထားနိုင်တယ်။ဝင်ဆောင်မှုကောင်းလို့တစ်ဖြစ်ဈေးကြီးသောကော်ဖီတစ်ခွက်ကိုထပ်မ၍တောက်လိုက်သည်။ တခြင်းနားထောင်ရင်ငေးကြည့်ရင်ဖြင့်စေကမ်းမှလူတစ်ပြေးပြေးပါလာသည်ကိုမြင်ရသည်။နာရီကိုကြည့်လိုက်သည့်အခါ9နာရီထိုးဖို့15မိနစ်။စေကမ်းမှလူနေနေပြီဆိုပေမဲ့အကူတွေတော့ရှိလိမ့်မည်။အလုံးအိမ်ပြန်မှသွားရမလား။ဒါမှမဟုတ် အခုသွားရမလား။ကျမဤတည်ငိမ့်ဤစိတ်ကိုပြတ်တခြင်းတစ်ဖြစ် အခုပင်တွားဖို့ဆုံးဖြတ်လိုက်သည် luggage ကရှုပ်နေသလိုရှိသည် ။ဒါကြီးကိုကိုင်ပြီးစေကန်းထဲဝင်သွားတဲ့အခါကျမကိုတုန်ခင်ဝေသည့်ကောင်မလေးကထူဆန်းသလိုကြည်ပါသည်။ကျမတစ်နှစ်လုံးမတွေ့ရသည့်မျက်နာကိုဒီမင်းကလေးကတွေ့နေရမှာပဲဆိုပြီးမနာလိုလိုက်မိသေး၏။ကျမရှိမှလူနာနှစ်ယောက်လောက်တော့ရှိသေးသည်။နံပါတ်က31တဲ့31ကကျမမွေးရက်ပဲ။ပါမဟုတ်တာလေးတွေကိုလည်းကျမလျှောက်တွင်နေမိသည်လူနာနှစ်ယောက်ကအချိန်၅မိနစ်နေပါစီကြာသည် 31ဝင်လို့ရပြီ။ကျမတယောက်တည်းကျန်တော်ရာကို အပို့လုပ်ပြီးအော်နေသေးတယ်ဆိုပြီးအမြင်မကြီးဖြစ်မိလိုက်၏။ luggage ကို အပြင်ဘက်မှာပဲထားကဂျိုးဘူးအိတ်ကလေးလွှဲပြီးအထဲသို့ဝင်လာမိသည်။မမကြီးကလက်တိုင်ကုန်ပြည့်ကြောင်းပြန်ကြောပေးထိုင်ကလူနာကရင်ပေါ်မှာတခုခုရည်နေသည်အဲ့ဒီခုံရှိမှာတော့သူ့စပွဲရှိ၏ဒီကြောပြင်ကိုကျမဘလောက်ထိလွှမ်းနေရသလဲမမကြီးရဲ့ မမရီဤပုံရိပ်ကို စိတ်လိုလျာငင်းနေမိသည့်အချိန်၌စေကံအကူကောင်းမလေးကမေးလာသည်နာမည်ဂျူအယ်အသက်24ထိုင်ဘာဖြစ်လို့လဲမမရီကအဲ့ဒီအခါကျမှကျမဘက်ခုံကိုလှဲ့လာပါသည်မိမိပြီးချင်း သူမကမော်ကြည့်လိုက်သည်မမရီကပါးစပ်ကလေးဟသွား၏ကျမဘလောက်ပင်တင်းငိတ်အောင်ထိန်းထားပေမဲ့ မမရီအဲ့ဒီလိုအံ့ဩသွားတဲ့ရုပ်ကလေးကိုမြင်ရတဲ့အချိန်မှာတော့မပြုံးမဲမနေနိုင်တော့ကြီးခိုင်းသူနှုတ်ကမပီမတထလာက မတက်ထားရလိုက်သည်ဘလို့လုတ်ပြေရောက်လာရလဲကွယ်လေရင်နဲ့ရောက်လာခဲ့ရလေမမရီကိုတတိယနေတာကြည့်ပါအောင်သပင်တွေ ဖြတ်လိုက်တယ်ပေါ့မမရီနဲ့တိတ်လိုက်တာပဲ မမရေစပင်အရှိကြီးကအခုတော့ခေါအောက်တာကြံတော့သည်ညနာကအနှဲငယ်ပိန်သွား၏အေဒီယာရီဥဒုဖြစ်၍ကုတ်အင်ကြီးအပြာနှုတ်ရောက်အရှိကြီးကိုဝတ်ထားသည်ဘေးကကောင်းမလေးနှစ်ယောက်ကကြည်နေ၍ရင်တွင်တဲ့ပြေးဝင်ခြင်းစိတ်ကိုထိန်ချုပ်ပြီးပါဇက်ထွဲတွေ့ရာရှောက်ပြောလိုက်မိသည် လာပါအောင်တို့ကလေးလေးရဲ့ မမကြီးကအိမ်မက်ထဲလမ်းလျှောက်နေသူတယောက်ပမာကျမအနာရောက်လာပြီးခန္ဓာကိုယ်ကလေးကိုဆွဲဖက်လိုက်သည်တို့တအားကိုလွမ်းနေခဲ့ရတာအတူတူပါပဲမမကြီးလူနာမဟုတ်မှန်တိသွားပြီးခေါမလေးနှယောက်က အပြင်ဘက်ထွက်သွားသည်ဖခင်ကြီးခံရောက်လာတယ်တဲ့မမကြီးကထိုစကလုံးကိုနှစ်ခါသုံးခါပင်ရေရွတ်ပါသည် မမရီရင်ခွင်ဟာအရင်ကလိုနှွေးထွေးစေသူရင်ခွင်ကိုရလိုက်သည်နဲ့ကျမစိုးရိမ်နေတာတွေအားလုံးတစ်ခါတည်းပြောက်ွယ်သွားရပါသည်မင်းကိုနည်းနည်းတော့ထပ်ဆောင်ရမယ်လို့ထင်ခဲ့တာကလေးရဲ့မမရီကနှစ်ဖူးကိုလက်မဖြစ်ပုတ်တက်ကဆိုပါသည်ပြီးတော့ကျမပတ်ခဲ့သည့်လေပတ်အနီကလေးကိုတေချာစီပေသည်ကျမကတော့တနစ်မပြည့်သေးတော့လွမ်းလို့ယူတော့မယ်မမကြီးရဲ့ တို့ခွန့်လွတ်ပြီလားယင်မျက်လွာလေးချပြီးခက်ချွဲချွဲဆိုသည့်အခါချစ်ဖို့ကောင်းလွန်တစ်ဖြစ် ကျမအသေးတွေရလာပါသည်အစကရေယင် ခွန့်လွတ်ပါရဲ့မမကြီးရဲ့ကျမရဲ့မရင်ကျက်မှုတွေကိုလည်းမမကြီးခွန့်လွတ်ပေးမှမဟုတ်လားတို့ကမင်းကိုဘယ်တော့မှစိတ်မဆိုးခဲ့ပါဘူးကွယ်မမကြီးကသူ့ပါကိုတစ်ချက်ရိုက်လိုက်ဤအိမ်မမဟုတ်ဘူးကျမအတန်ထွက်အောင်မေးရည်မိပါသည် ဘာလို့လဲကျမဒီမှာတကယ်ရောက်နေပြီမမကြီးရဲ့တနေရသွားရအောင်ကွယ်မမကြီးကအိတ်နဲ့ကားတော့ကို ယူလိုက်သည်နွင်းနွင်းနဲ့လောင်းငင်ရေအမပြန်ပြီနော်တေချာပိတ်လိုက်တော့ဟုတ်ပြီလားမမကြီးကကျမလက်ကိတ်ကိုတည်ပေးသည်ကျူပိုအိတ်ကိုလည်းအနောက်ခံထဲထည့်ပေး၏မမကြီးကကားခပတ်ကိုပတ်လိုက်ရင်အဲ့ဒီလိုဆိုပါသည် မေးစရာတွေများလုံးလုံးဘယ်ရဘလို့စမရမှမသိဘူးဘယ်ချိန်ရောက်ခဲ့သလဲနှစ်နာရီတိုးလျင်နဲ့လာခဲ့တာ၄နာရီထိုးကနေရောက်တယ်လေးစိတ်ကနေတိုက်စင်းငားလာတာမမကြီးစေကန်းရှိကို၅နာရီထိုးကနေမှရောက်တာပဲကျူပြောတာမဟုတ်ဘူးကွယ်ခိုင်းလာတာဘသူသိလဲမမကြီးတို့တအိမ်လုံးကျမတို့တအိမ်လုံးသိတာပဲအမေတို့နဲ့အိမ်ပြန်မလိုက်တော့ပဲမမကြီးနားလာခဲ့တာတွေ့ချင်လာပြီလေ မမကြီးကရှက်သွားသလိုပြုံးပါသည်တို့အိမ်ကခိုင်ကိုတော်တော်ခင်းကြတာနော်တို့အမြဲပြုတ်ပြော့ပြရဲကျမအောင်မလွမ်းအောင်လားမမကြီးမင်းမုံမိတက်တယ်မလွမ်းမဟုတ်ပြီလားလုံးဝမလွမ်းအောင်လေမလွမ်းလို့ညဆိုတအားအိတ်ကောင်းတာမလွမ်းလို့တောင်းနေကြရဲမြေချယ်ရီမြေငိုကိုမငုံမိရမလွမ်းလို့မင်းနေ့တိုင်းဖုန်းဆက်တောင်မမြောင်မိတာ မလွမ်းလို့တရက်ကဆေးရုံအားလူတွေကန့်ထွက်မယ်ပြောတာခွမ်းသာအားရလှိုက်သွားမိတယ်သိလားပြီးတော့တရက်ကမင်းဖုန်းဆက်တော့လေတို့မှလွမ်းလွန်းလွန်းစောင့်တရမရမဖြစ်သွားဘူးသိလားစံကျင်ဘက်တွေကြီးနှကန်းလေးထော်ပြီးပြောနေတာကို ကျမချစ်ရပြန်ရောမမကြီးကတခက်ကလေးလေးလိုပဲပါစားမလဲဟွန်းအင်းကျမမမကြီးစေကန်ရှိရာကော်ဖီဆိုင်မှာညနေစာစားခဲ့ပြီမမကြီးရော တို့ကညနေစာမစားဖြတ်တာကြားပြီးခံရဲ့။ဒါပေမဲ့မင်းစားဖို့တော့တခုခုဝယ်အောင်မှာပါ။ညစီကအခုချိန်လူရှုပ်နေမှာ စားတောက်ဆိုင်တခုခုမှာဝင်ဝင်ရအောင်။မမကြီးကတရုတ်ဆိုင်သဆိုင်ကိုဝင်ပြီးဘဲခင်နဲ့ထမင်းကြော်နှစ်ပွဲဝယ်လိုက်သည်။ဥတော်ဟူသွားလာနေကြတော့စိုက်ကဲကားတွေစားတောက်ဆိုင်တွေအထည်ဆိုင်တွေဖြစ်မြို့ကြီးကညာဘက်မှာပင်စီကားလာသည်။မြေအောင်မှာမြင်ရသည့်ရှမ်းမလေးတွေက အတော်ကလေးချော်ပါသည်။ ီမြို့ကြီးကမိုက်တယ်နော်။ကျမတခါမှမရောက်ဘူးသိလား။တယောက်တည်းတက်တီရှိရှိနဲ့တခင်မရှိအောင်လာခဲ့ရတာ။ပြီးတော့ကျမစဉ်းစားထားတာလေးတွေရှိတယ်။အခုလက်တော်တော့ဒီမှာပဲအလုပ်လုပ်ပြီးမမကြီးနာမနေနေနေကြရင်မမကြီးကမန်းလေးပြန်ပြောင်းခဲ့ကျမအလုပ်ဝင်ဘွဲလွန်ရအောင်တက်ပင်မရင်မတက်တော့ဘူးပြီးရင်မမကြီးနဲ့နေပြန်ပြီးဆေးရုံလေးဖွင့်အေးဆေးဆေးဖြင့်ကလေးလေးတယောက်မွေးစား အဲ့လိုလေးနေမယ်လို့စိတ်ကူးမိရပဲမမကြီးကတဘောချသလိုပြုံးကြည့်ပါသည်မင်းကအနာဂတ်အစီအစဉ်တွေဆွဲနေတာနော်တို့ကတော့အခုညအစီအစဉ်မဲ့စိတ်ဝင်စားတယ်ဟာကြည်စံအနေငယ်ရှက်ရွံ့စွာဖြင့်မမကြီးဤလက်မောင်းကိုရိုက်မိသည်ဘာလဲတို့ကမင်းနဲ့ညကြိုင်ဘာစကားတွေပြောရမလဲဆိုပြီးကြိုတွင်းနေတာအတူရလဲ ကားထဲမှာရှည်ရန်လေးတွေကဖုံလန်သွား၏မမကြီးနေသည့်အိမ်ကတောင်ကုန်းကလေးကိုတက်ရသည် စေကန်နှင့်15မိနစ်ခန့်မောင်းရသည် တောင်ထိပ်မှာမမကြီးနေသည့်အိမ်လေးတစ်လုံးသာရှိပေမဲ့ဇက်တိုက်အဖတ်မှာတော့ရက်ကွက်ငယ်လေးတစ်ခုဖြစ်သည် အိမ်များကိုလှေကတိလိုမျိုးအစင်စင်စောက်ထားပါသည်ညုံနှစ်တော့အနှဲငယ်လမ်းပါသည်မမကြီးအိမ်ကမြို့နယ်ဝေးရပါပဲ ဒီအဲရွေးမိတာဒီကနေဆိုရင်မြို့ရှုကဲမြင်ရတယ်လို့နေဝင်ချိန်ကိုမြင်ရတယ်လေမင်းကနေဝင်ချိန်တွေဆိုတခုတ်တရသွားကြည့်တတ်တာကိုတကယ်လို့မင်းနဲ့နေဖြစ်တယ်ဆိုရင်ဘဲမှသွားစရာမလိုအောင်လို့ဒီမှာတို့တယောက်တည်းဆိုတော့လူတွေနဲ့လည်းအများကြီးဆက်ဆံစရာမလိုတော့ဘူးလေအောက်ခရှမ်းရွာလေးကိုမြို့အီရှုကင်းကိုဒီနေရာကနေကောင်းကောင်းမြင်ရ၏အိမ်လေးကနှစ်ထပ်တိုက်ဖြစ်သည် ရှေ့မှာချစ်စရာစင်ဝင်ကလေးနဲ့ဝရဏာလေးလည်းရှိ၏။မောင်တော့မောင်နေသည်။မမကြီးကအောက်ကိုဆင်းပြီးခြံတကားကိုဖွင့်သည်။ခြံထောင်းကမိခလုတ်ကိုဖွင့်လိုက်သည့်အခါခြံဝင်ကလေးကလင်းထိန်သွားသည်။ခွေဟောင်းတန်းကိုကြားရပြီးအဝါရောင်ဆုပ်ဖွားခွေခက်ကြီးကြီးတစ်ကောင်ကမမကြီးထံပြေးလာပြီးခြေထောက်ကိုဖတ်ခါကြိုသည်။မမကြီးကပြုံးနေ၏။ဝေလိုရင်တို့ပြန်လာပြီ။ တို့ပြောပြတဲ့ခိုင်လေးလဲပါလာတယ်မဟောင်ရအောင်နော်မမကြီးကကားကိုအထဲတွင်တော့ထိုခွေးကထိုင်ဆောင်တယ်လို့ကြည်နေသည်မမကြီးကဝင်းတကားပြန်ဆင်းပိတ်သည်ကျမကားရဲရနေမစင်ရဲပါဘဝမှာခွေးလေးတွေနဲ့တကားမှာလက်ပွန်းတတိမနေဘူးပါလေကျမမထွက်လာသည့်အတွက်မမကြီးကကျမဘက်ထီရောက်လာပြီးကားတကားဖွင့်ပေးသည်ဆင်းလေး ကျမခတ်ကြောက်ကြောက်နဲ့စင်းသေးအခါထင်းနေတာဝလိုကကျမစီဟောင်းပြီးပြေးလာပါသည်မမယီမရဘူးကျမကြောက်တယ်ကျမမမယီဤလက်ကိုစုပ်ကိုင်ပြီးအနောက်မှာ အတင်းပုံးနေမိပါသည်ဝလိုမဟောင်းစမ်းနဲ့မမယီကခမမအတန်နဲ့သူ့ကိုကြည့်ပြီးဆိုလိုက်တော့မှဟောင်းနာရက်သွားသည်သို့တော့ကျမခြေတလုံးနာကပ်လာ၏မမယီ မမကြီးကကျမကို ပခုံးကနေဖတ်လိုက်သည်ခေါ်ကြည့်လိုက်ခိုင်းဝေလုံးလို့ကျမအတန်ကတုံတုံရီရီနဲ့ထွက်လာသည်ဝေလိုကကျမနာမကတ်တော့ပါစိုက်တော့စိုက်ကြည့်နေ၏မမကြီးကကျမနဘူးကိုခပ်ဖော့ဖော့ပုတ်ပါသည်ခွေးလေကြောက်တာပဲလားဖယောဖယောအကောင်းအကြီးကိုကြောက်တာပေါ့ကိုင်လိုက်တစ်ချက်တည်းပဲမမကြီးဘယ်ကရက်အောင်မွေးထားလဲ ဆယ်လားလောက်ရှိပြီရောက်ကြရရင်ပဲဟုတ်လားဒါဆိုဝီလိုကသူ့တခင်မအောင်ကျမလုသွားလို့မနာလို့နေမလားမသိပါအောင်နော်ဟုတ်တော့ပေါက်ပေါက်ရှာရှာမမရင်းနေကျမအိမ်ထဲကိုဝင်လာခဲ့သည်အောက်ထံမှာမီးဖို့နဲ့ဧကန်ဖြစ်သည်ဧကန်ဟူဆိုတော့လဲစတီကုံခတ်ဟောင်းဟောင်းတစုံနဲ့ဇပွဲတစ်လုံးသာချထား၏စာအုပ်အနေငယ်တင်းထားသည့်စင်လဲရှိသည် ငါသည်အိမ်ကပါသည့်ပစ္စည်းတွေဖြစ်နိုင်နေဝလိုအိတ်သည်အခင်းကလည်းတောင်မှာတွေ့ရသည် ဝလိုကအမိနှံ့ပြီးလိုက်ဝင်လာသည် မမကြီးကအောက်ထပ်တကားကိုသိချပိတ်သည်ပြီးတော့ထမင်းကြော်တွေကိုမိဖို့တဲကအုပ်ဆောင်အောင်မှာထားလိုက်သည်ရီချိုးကန်းတဲ့အိမ်သာမိဖို့ဘက်မှာခိုင်းလာအပေါ်ထွက်သွားမယ်မမကြီးက luggage ကိုကင်ကလှေကတင်များကိုတက်လာသည် အပေါ်ရက်ကယိုယိုလေးဖြစ်သည်ဖယားကန်းလိုအခန်းကျင်နှင့်အိတ်ခံ တခန်းနာပါသည်ဝရဏာကိုထွက်တီတကားပေါက်ကိုတော့တစ်ဖက်မှမြင်ရ၏ဖယားပန်းဦးမှာ ပိန်ပန်းတွေရဲနေအောင်လှူထားပါသည်လာခိုင်းမမကြီးအခန်းထဲကိုဝင်ဝင်လိုက်ခြင်းမှာတော့ကျမတကယ်ကိုအံ့အားသင်သွားပါသည် ကျမပုံတွေကိုနှယံမှာကတ်ထားသည် တချို့ကြတော့လဲမှန်ပေါင်နဲ့တချို့ကြတော့လဲကြိုးကလေးတန်းပြီးစီစီရီရီအောက်မှာဆော့ပင်အသေးနဲ့ရစဲလေးတွေထိုးထားသေးသည်ဓပုံတွေကိုမြင်ရတဲ့အခါမှာမမကြီးကကျမကိုတိတ်ချက်ပါလားဆိုပြီးအတွေ့မျိုးပြန်ဝင်လာ၏ထို့အပြင်ကျမမွေးနေ့လက်ဆောင်ပေးခဲ့သည့်ချယ်ရီပန်းခိုင်လေးကိုအတီအချဘောင်းသွင်းပြီးအိယာဘေးမှာထောင်ထားသည်အဲ့ဒီဘေးမှာကျမတို့နှစ်ယောက်တွဲပုံလေးကို တင်ထား၏ တို့ရာလေးများကို အသာရတို့ထီရင် ကျမရင်ထဲအေးပျော်သွားရပါသည်ជីနူးစိတ်က ထိမ်မရစွာလိုက်တက်လာတဖြင့်ကုတ်အင်းကြီးကိုချွတ်ပြီးချိန်မှချိန်နေသည့်မမရီစီတို့အပြေးသွားကကျမခန့်မြန်မြန်ဖမ်းမိလိုက်ပါသည် မမရီကကျမကို အလိုက်တင်ဖက်ရင်အံ့ဩသလိုမေး၏အဲခိုင်ဘာဖြစ်လို့လဲမမရီကိုချစ်တယ်တိတ်ကိုချစ်မိတာပဲ ီတခါတော့မမကြီးရဲ့အလုံးစုံကိုချက်နိုင်သွားပြီလို့သိကြမှကျမဒီစကားကိုပြောတာပါမမကြီးရဲ့ကျမကိုဘယ်တော့မှမထားသွားပါနဲ့နော် ကျမလည်းမမကြီးကိုဘယ်တော့မှထားမသွားဘူးမမကြီးနှလုံးခုန်တန်းအတန်ကျဲပြီး ပိုရိပ်မြန်လာတာကို သူရင်ခွင်နဲ့အံ့နေတော့ကျမကြားရ၏မမကြီးကကျမသဘင်လေးတွေကိုညင်ညင်သာသာပုတ်သက်ပေးပါသည်ထို့နောက်ခတ်တူတူလေးဆို၏တို့လေ မနေ့ကမင်းကိုလွမ်းလို့ဆိုပြီးစေးရုံကနေအပြန်တညက်နေလုံးခြံနေရနေနေဝင်ခြင်းကိုထိုင်ကြည့်မိတယ်တိလားအဲ့ဒီမှာနေဝင်ခြင်းနီးလာလေးတိမ်တွေကတောက်လာလေးပဲအဲ့ဒီမှာ every close has a silent lining ဆိုတဲ့စကားလုံးလေးကိုတွားတွေးမိတယ်တိမ်ထိုက်တွေမှာတစ်ချိန်ကျရင်ငွေရအနာသက်လေးတွေရှိတယ်လို့မျိုးလူတွေမှာလည်းဘလောက်မျော်လင့်ချက်မဲတဲ့အချိန်မှဖြစ်ဖြစ်ကောင်းတဲ့အခြေအနေတစ်ခုပေါ်လာတတ်တာပဲတဲ့ မင်းကလေးကဒူဘွားဆိုတဲ့တင်တိုက်လေးရဲ့ငွေရောင်အနားသက်လေးပဲကလေးရဲ့မင်းတို့စကလုံးတွေနဲ့ပေါ်ပြလို့မလုံလောက်အောင်ချစ်ရပါတယ်ခိုင်လေးရဲ့မမကြီးကပြောပြီးကျမမျက်နာကိုမော့စီကနှစ်ဖူးကိုအနမ်းလေးတပွင့်ချွေလိုက်ပါ၏မမကြီးဤမျက်နာလှလှလေးကိုငေးရွေပင်မဝပါမမကြီးလဲတိုင်းမှာပားပြင်အပ်၍ပုတ်သက်ကဆန်ရွယ်လေးတွေကိုနမ်းရှုံမိသည် ရွှေထွေသည်မမရီရင်ခွင်ထဲမှစိတ်ချစွာခိုဝင်မေးဆက်ရင်းနှစ်ယောက်လုံးပင်မခဲ့သည်များကိုအမောဖြေရတော်မည်။ဝေးကွာခဲ့ရတဲ့ရက်တွေအတွက်အတိုးချချစ်ရမယ့်အချစ်တွေနဲ့နှစ်သိမ့်ပြရစီတော်မမရီရဲ့။လာပညာဤငွေရောင်ကအခံပရင်ပေါင်းမှဣဆက်စွာဖြာကြနေသည်။ကျဲလေးတွေက အချိန်တော်ကြာရင်ခွင်ချင်းအပ်ထားတော်အမျိုးသမီးနှစ်ယောက်ကိုတိတ်တိတ်လေးခိုးကြည့်နေကြ၏။ ဝလိုဤတဤဤအော်တန်ကိုကြားရသည်ကျမစိတ်ကူးယဉ်ထားဘူးသောပြီးပြည့်စုံသည့်ဘဝကိုလက်တွေ့ပိုင်ဆိုင်ခဲ့ရလေပြီမေယောပေတော်မှဆုံးရှုံးမခံတော့ဘူးကွယ်မမကြီးကတိုးဖွာညင်သာစွာဆိုကကျမခါကိုလက်ချောင်းတွဲတွဲများဖြင့်ပို၍တင်းတင်းကြပ်ကြပ်ပွေဖက်လိုက်ပါလေတော့သည် ဆီယမမေရီရေးသားထားတဲ့အကယ်၍သာဆိုတဲ့ဇလန်လေးရတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီ။ကျမရဲ့လူချင်းမင်းလေးများအားလုံးအိမ်မလာလာမကြပါစေ။အသက်ရှူတိုင်းမှာငွေဝင်ကြပါစေ။ကျမရဲ့ audio book လေးတွေကိုနားဆင်ပြီးဘဝအမော်တွေပြည့်ပြောင်းနိုင်ကြပါစေ။အိစရာတော့ကိုယ်တိုင်လည်းဖတ်လို့ဖတ်တာမရှိတဲ့အတွက်ဖတ်တော့မဖတ်ပြချင်ပါဘူး။ဒါပေမဲ့နားထောင်ခြင်းနဲ့ဆိုရင်တော့စနေတနင်္ဂနွေခြားရက်လေးတွေမှာဖတ်ပြပါမယ်။